Hi 皆さんこんばんは。ねです。私はディニー and 5 kanji 30 days challenge day 26ပေါ့နော်။နေ့စာရမြောင်းလေးကိုဆက်ပြီးရှင်းလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်ဝတိရှိတို့က and 5 kanji ရအကုန်လုံးပြီးသွားတော့နောက်ထပ် revision တစ်ခေါက်ပြန်ပေးနေတယ်ပေါ့နော်။ revision တစ်ခေါက်ပြန်ပေးတဲ့နေရာမှာဒုတိယမြောင်းနေ့ဖြစ်တဲ့နောက်ထပ်အလုံး30ကိုထပ်ပြီးရ revision ပြန်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဝတိရှိနဲ့တူတူလိုက်ပြီးရကြည့်ကြမယ်နော်။ပရမအောင်ဆုံးခန်းကြီးလေးကတော့လူတိုင်းနှိပါမှတ်မိကြမယ်ထင်ပါတယ်။ တခန်းကြီးလေးပါဒါလေးဒီဂျူးဆိုတဲ့တစ်ဆယ်ခန်းကြီးပေါ့နော်ဝါသရှိကအဲ့ဒီဂျူးဆိုတဲ့တစ်ဆယ်ခန်းကြီးအာမနောက်ထပ်အချီအရှိလေးဆွဲလိုက်မယ်အဲ့ဒါဆိုရင်ဒါဒီဆွတ်ချီဆိုတဲ့မြေကြီးခန်းကြီးဖြစ်သွားပါတယ်နောက်တစ်ခုကဒိုယောဘီဆိုတဲ့စနေနေ့ဆိုပြီးတော့လေးသုံးပါတယ်ဒီခါကျရင်ဝါသရှိကအဲ့ဒီဂျူးလေးကိုမှတစ်ဖက်ကလေးဆောင်းလိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးဆိုရင်ဒါဒီရှိချီနန်းနာဆိုတဲ့ခုနှစ်ခန်းကြီးဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဝါသရှိကဒီခါကျရင်ဒီဆွတ်ချီဆိုတဲ့မြေကြီးကိုမှဒီဘက်တစ်ချမ်းလေးမပါဘူး တစ်ဖက်ကလေးပဲတစ်ဖက်ကလေးပဲဒါလေးပဲဒါလေးပဲပါပြီးတော့ပိတ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဥဲဆိုတဲ့အပေါ်ခန်းကြီးဖြစ်ပါတယ်ဥဲဆိုတဲ့အပေါ်ခန်းကြီးပြီးရင်အာဂါရုမြင့်တက်သည်တို့နော်ဘိုးတို့အထက်တို့တက်သည်ဆိုပြီးတော့လည်းသုံးပါတယ်သူနဲ့ဆန့်ကျင်ဘက်ကတော့ဝါတရှိတို့ရှိတာဆိုတဲ့အောက်ခန်းကြီးပါပြီးရင်စာဂါရုစာဂါရုဆိုလို့ရှိရင်ဝါတရှိတို့အာနေတာပေါ့နော် ကြဆင်းတာလို့ပြောမှာပေါ့နော်။ဘာတကြီးအောက်ကိုကြဆင်းသွားတာလို့ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ခူဓာရုဆိုပြီးတော့အောက်ကိုဆင်းနေဆိုပြီးတော့လည်းသုံးလို့ရပါတယ်။အဲတော့ဒီငါလုံးထပ်ပြောပါမယ်။ဂျူးဆိုရဲတဆဲဆွတ်ချီဆိုရဲမြေချီဒူယောဘီဆိုရဲစနေနေ့မှာလဲတုံးတယ်ဒီဘက်ကိုတစ်ဖက်လေးကွေးလိုက်တာနဲ့ရှီချီနာနာဆိုရဲခုနှစ်ခန်းကြီးအိုရဲရှီတာအာဂါရုစာဂါရုနော်ဘိုရုပြီးလို့ရှိရင်ဝတ္တရှိတို့ခူတာရုပေါ့နော်အဲ့ဒါဆိုပြီးတုံးပါမယ် နောက်ထပ်ခန်းကြီးကလုံးဆက်သွားမယ်။ဒီတစ်ခါကျရင်ဝါဒရှိကဂျူးလေးရဲ့အပေါ်မှာဒါလေးဒီအောက်ကဒီဒါဒီဂျူးဂျူးရဲ့အပေါ်မှာဒါလေးကတ်လိုက်တာဒါလေးကတ်လိုက်တာနဲ့အဲ့ဒါဒီဘာဖြစ်သွားပြီလဲဆိုရင်ဆန်းဆိုတဲ့ထောင်ခန်းကြီးဖြစ်ပါတယ်။ဆန်းဆိုတဲ့ထောင်ခန်းကြီးပါ။ပြီးရင်နောက်တစ်ခုကဒါလေးရဲ့ညိလေးပေါ့နော်နှစ်ခုလေးညိဂျူး20 20ရဲ့ပြီမှာဒါလေးကတ်လိုက်တယ်။ ဒီလိုမျိုးအပေါ်ကိုလည်းထွက်တယ်ဆိုရင်ဒါဒီဥရှိဆိုတဲ့နွားခန်းကြီးဖြစ်ပါတယ်ပြီးရင်ဂယူနီခုအမဲသားဆိုတဲ့ဂယူဆိုပြီးတော့လည်းပုံမယ်ပေါ့နော်နောက်တစ်ခုနောက်တစ်ခုကကျတော့ဝတ်တရှိရဒါလေးကအဆက်ကလေးနဲ့ဆက်ကွာဒီမှာဆိုရင်နိအဲ့တော့အဆက်နဲ့ဆက်နဲ့နှစ်ခုနိဆိုရဲနှစ်ခုဝတ်တရှိအလေးကောင်းတတိယကနေခွဲပြလိုက်ခွဲပြလိုက်တယ်ဆိုတော့ hand ပြီးလို့ရှိရင်အာ hand ဆိုပြီးတော့သုံးတယ်ပေါ့နော် hand ခွဲတာတော့မှာသုံးပါတယ် အဲ့တော့အဲ့လိုခွဲလိုက်ပြီးဆိုမှတော့ဘာဖြစ်သွားပြီလဲတဝက်ဖြစ်သွားပြီပေါ့ hand ဆိုတဲ့တဝက်ခန်းကြီးပေါ့ hand ဆိုတဲ့တဝက်ဟောဒါကြီးကသူနဲ့တူတူတွဲမှတ်စေချင်တာဒါလေးပေါ့နော်ဒါဆိုရင် hand bone ဆိုတဲ့တဝက်ဆိုပြီးမှတ်လို့ရပါတယ် hand bone တဝက်ဒါဒီခွဲတဲ့ခန်းကြီးပါဒါကခွဲတဲ့ခန်းကြီးဒါကခွဲတဲ့ခန်းကြီးပြီးလို့ရှင်ဟောဒါကြီးတို့ minute မှာလဲတုံးတယ်ပေါ့နော် phone bone bone ဆိုပြီးတော့ minute တင်မှာလဲတုံးပါတယ် ကဲဟုတ်ပြီနောက်ချက်နောက်ချက်ကတော့ဝတ္တယုဒါလေးဆိုလို့ရှင်တော့ဒါလူဆိုပြီးတော့မှတ်မိကြမယ်ထင်ပါတယ်ဟိတိုဆိုတဲ့လူခန်းကြီးပါဂျင်းနင်းသုံးပါတယ်ဂျင်းဟာလာနိုင်ငံကြီးရဲ့နောက်မှာဂျင်းထည့်လိုက်ပြီးဆိုရင်လူမျိုးဖြစ်ပါတယ်ပေါ့နော်အာမေရိကဂျင်းနီဟွန်ဂျင်းစသဖြင့်ပြီးရင်နင်းဆိုပြီးတော့လည်းသုံးပါတယ်နင်းဆိုပြီးတော့လည်းချက်သုံးပါသေးတယ်ပြီးရင်သူနဲ့ဆွဲချက်ဆန့်ကျင်ဘက်ဒီဘက်ကိုတူတူလေးဆွဲမယ်ဒီမှာတော့အရှိဆွဲတာဒီတစ်ခါကျရင်အတူလေးဆွဲပြီးမှဒီဘက်ကနေအရှိနဲ့ပြန်ပိတ်တယ်ဆိုရင်ဒါတိဝတ္တရှိတို့ဝင်နေခန်းကြီးပေါ့နော်ဟိုင်းရူတို့ ပြီးလို့ရှိရင်ဤရဲ့လူပေါ့နော်ဝင်နာတို့ထဲ့တာတို့အဲ့ဒါမျိုးတွေမှာသုံးပါမယ်နောက်ထပ်ခန်းကြီးတစ်လုံးနောက်ထပ်ခန်းကြီးတစ်လုံးကတော့ဝတ္တရှိရဒါဤချီဆိုတဲ့တစ်ပေါ့နော်ဒါဟိတိုဆိုတဲ့လူလူတယောက်ဆိုရင်ဒါဒီအိုခီជីတော်ជីရဲ့လူတယောက်လို့မှတ်ပါမယ်အဲ့ဒီအိုခီជីတော်ရဲ့အပေါ်မှာဝတ္တရှိကိုအဆက်ကလေးပါလိုက်တာ ਨੇ ဒါဒီအီနူးဆိုတဲ့ခွေးဖြစ်ပါတယ် ကြီးလာလိုက်တာကြီးလာလိုက်တာအီနူးဆိုတဲ့အဆက်ကလေးပါလိုက်တာနဲ့အကြီးအိုဟီဆိုတဲ့ကြီးတော့မှအဆက်ကလေးပါလိုက်တာနဲ့ဒါအီနူးဆိုတဲ့ခွေးဖြစ်သွားပြီပေါ့နော်ပြီးနောက်တစ်ခုကဒါတီဟီတိုဆိုတဲ့လူကဆွဲရမှာတော့ဒီဟာလေး20အရင်ဆွဲမှာပေါ့နော်ဒါလေး20ကိုဝတ်တရှိရတော့မီးဆက်လေးတွေလို့မြည်မှာပေါ့နော်မီးပွင့်မီးပန်းလေးတွေအဲ့တော့မီးတွေဝိုင်းနေတယ်လူရဲ့ဘေးမှာမီးတွေဝိုင်းနေလူဆိုတာအပူတွေနဲ့ဝိုင်းနေတယ်လို့မှတ်မယ်ပေါ့နော်ဟီဆိုတဲ့မီးဖြစ်ပါတယ်လူဆိုတာသူ့ရဲ့ဘေးမှာအမြဲတမ်းအပူပင်တော့ကရင်နေရတယ်ပေါ့နော်ဟီဆိုတဲ့မီးနောက်တစ်ခုကဝတ်တရှိတို့ခါယောဘီဆိုတဲ့အင်္ဂါနေမှာလေ သုံးပါတယ်။ဒါဆိုရင်ခန်းကြီး10လုံး17လုံးရှိသွားပြီပေါ့နော်။ထပ်ပြောပါမယ်။17လုံးမကတော့ခန်းကြီး13လုံးရှိသွားပါပြီ။နောက်ထပ်ခန်းကြီးပေါ့နော်။နောက်ထပ်ကဝတ်တကြီးကိုဒါသည်အမိုးခန်းကြီးလေး။အမိုး radical လေးပေါ့နော်။အဲ့ဒီအဖုံလေးအဖုံလေးရောဒီမှာလူလေးဝင်သွားတယ်ဝင်သွားပြီဆိုမှတော့9တော့ဥချီတို့ဆိုတဲ့အတွင်းဖြစ်သွားပြီပေါ့အဲ့ဒီမှာထပ်ပြီးတော့ဝယ်တဲ့ရှင်နောက်ထပ်လူတယောက်ထပ်ထည့်လိုက်မယ် လူတယောက်ထည့်ထည့်လိုက်တာ ਨੇ အဲ့ဒါဒီနိကုဆိုတဲ့အသားခန်းကြီးဖြစ်ပေါ်ပါတယ်နိကုဆိုတဲ့အသားဂယူနိကုအမေသာတိုရီနိကုဇက်သားစသဖြင့်ပေါ့နော်နောက်တစ်ခုဝတ္တရှိတို့ကဒါလေးအလေးကောင်းမှဒီအတန်လေးပါလာလိုက်ပြီဆိုလို့ရှင်ဒါဒီခိဆိုတဲ့တစ်ပင်ဖြစ်ပါတယ်နှစ်ပင်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါဒီဟာယာရှိဆိုတဲ့တစ်တော်ခန်းကြီးဖြစ်သွားပါပြီ။သုံးပင်ဖြစ်သွားပြီဆိုရင်တော့မိုရီဆိုတဲ့တောအုပ်ကြီးဖြစ်သွားပါပြီ။နောက်တစ်ခုကကျတော့ဝတ္တရှိတို့ဒါဒီလူရဲ့အစိပ်ပိုင်းတော့လူရဲ့ radical လေးလူ ဘယ်ရလူလဲဆိုရင်တစ်ပင်ဘေးရလူတစ်ပင်ဘေးမှာလူတယောက်နားယူနေတယ်ရာစုမိဆိုတဲ့နားရဲခန်းကြီးပါတစ်ပင်ဘေးမှာလူတယောက်နားနေတယ်ရာစုမိဆိုတဲ့နားရဲခန်းကြီးပါဝတ္တကြီးကအဲ့ဒီတစ်ပင်လေးတစ်ပင်လေးကိုမှဒီကနေဖြတ်လိုက်မယ်တစ်ပင်နေရနေဖြတ်ပြီးတော့ဝတ္တကြီးကိုဝါးပင်နေပါလေဆိုရင်ဖြတ်ပြီးစာအုပ်ထုတ်လို့ရတယ်လေအဲ့တော့တစ်ပင်လေးကနေသူဖြတ်ပြီးတော့ဘာလုပ်မှာလဲဟုံးဆိုတဲ့စာအုပ်ထုတ်မှာဟုံးဆိုတဲ့စာအုပ်ခန်းကြီးဖြစ်ပါတယ်လူရဲ့စာအုပ်ရဲ့အဲ့တော့လူကစာအုပ်ကလေးဖတ်မယ် ။ဘာစာအုပ်ကလေးဖတ်မှလဲဆိုရင်ခရာထနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့စာအုပ်ကလေးဖတ်မယ်ပေါ့နော်။ခရာထဆိုတဲ့ခန်းကြီးဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းစာအုပ်ဖတ်တဲ့လူကခရာထဆိုတဲ့ခန္ဓာကိုယ်ကတိုင်းတာလိုက်တဲ့အခါမှာတိုင်းဆိုပြီးတော့သူ့ရဲ့အုံယုံမိကိုထပ်မှတ်လိုက်ရပါတယ်။ခရာထကိုတိုင်းတာလိုက်တဲ့အခါမှာဝတ္တရှိတို့ဟိုဘယ်လိုပြောရမလဲ။ကျမ်းမာရေးကြန့်ခိုင်နေပေါ့နော်။အဲ့လိုမျိုးလည်းသုံးလို့ရပါတယ်။ကဲနောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ဝတ္တရှိတို့ဒါလေးကအဆက်ကလေးပေါ့နော်။ဒါလေးက အောက်ကတစ်ပင်လေးတစ်ပင်လေးရဲ့အပေါ်မှာဒီမှာအဆက်ကလေးတွေပါနေရမတကြီးကတစ်ပင်ရဲ့ထိပ်ဖြားလေးတွေမှာအာအစိအစံလေးတွေဖြစ်နေရသည်စဘာပင်လေးတွေရဲ့စဘာနံလေးတွေကိုမြင်အောင်ကြည့်ပေါ့နော်အဲ့တော့စဘာပင်လေးဖြစ်ပါတယ်တစ်ပင်အပေါ်မှာအစိဆံလေးရှိနေတယ်အပင်ဒီစဘာပင်စဘာပင်ကဘာရမလဲခိုမဲဆိုတဲ့ဆံရမယ်ပေါ့ဒါဒီခိုမဲဆိုတဲ့ဆံကန်ကြီးဖြစ်ပါတယ်အဲ့ဒီခိုမဲရဲ့အပေါ်မှာဝတ်တချီကတစ်ချက်ကလေးပိတ်လိုက်ဒါခိုမဲဆိုတဲ့ဆံကြီးလေဒီဆံရဲ့အပေါ်မှာတစ်ချက်ကလေးပိတ်လိုက်တာ အစ်ချီလေးနဲ့ပဲလိုက်တာနဲ့ဒါဒီခီမဆိုတဲ့ခန်းကြီးဖြစ်သွားပါတယ်။လာဒီခန်းကြီးပေါ့နော်။လာဒီခန်းကြီးဖြစ်သွားပါပြီ။နောက်တစ်ခုကဝါဒရှိကိုဒါဒီတချီမဆိုတဲ့မတ်တရက်တာ။ဒါကခီဆိုတဲ့တစ်ပင်တစ်ပင်ဘေးမှာမတ်တရက်တယ်။နောက်တစ်ခုကဒါလေးကအို့နိုးဆိုတဲ့ ပစိန်ခန်းကြီးလေးပေါ့နော်ပစိန် radical ပေါ့နော်ခန်းကြီးပစိန် radical လေးအဲ့တော့တစ်ပင်ရဲ့ဘေးမှာပစိန်ကင်ပြီးမတ်တရက်နေတယ်။မလုပ်ဖို့လဲဆိုရင်အာတာရရှိဆိုတဲ့တစ်ပင်အစ်စ်ကိုခုတ်ဖို့အာတာရရှိဆိုတဲ့တစ်တော်ခန်းကြီးဖြစ်ပါတယ်။ရှင်ပွန်းဆိုတဲ့တဲ့င်းစာမှာရှင်ဆိုပြီးတော့လည်းတုံးပါတယ်။ရှင်လို့မှတ်ထားပါအောင်။ရှင်ရှင်လင်းလင်းအစ်စ်တွေကိုခုတ်မယ်ပေါ့နော်။ဆုမီမဆက်။ Okay နောက်တစ်ခု။နောက်တစ်ခုကဝတ်သရှုဒါလေးပေါ့နော်။ ဒါလေးဒီဣရှိဆိုတဲ့ကြောက်တုံးဖြစ်ပါတယ်အဲ့ဒီကြောက်တုံးဒီမှာအမိုးပေါ်မှာမထွက်ဘူးဒီတစ်ခါကျရင်အမိုးပေါ်ကိုထွက်မယ်အဲ့တော့ပါဇက်ပါတယ်ပါဇက်ပါတယ်လူတွေကပါဇက်ပါတယ်ဒီမှာဆိုရင်ပါဇက်ကလေးပေါ့နော်ဒီမှာဆိုရင်လည်းခုချီဆိုတဲ့ပါဇက်ကလေးပါတယ်ဒီမှာမထွက်ဘူးဒီမှာထွက်တယ်ထွက်လိုက်တဲ့နေဒါဒီမိငိဆိုတဲ့ညာခန်းကြီးဖြစ်ပါတယ်ညာဒီဘက်မှာဒါလေးအိုင် အိုင်ကဒါအလုတ်သမားခန်းကြီးလေးဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှင်အိုင်ဆိုလေကျွန်တော်ကဟီတာရီဆိုရဲဘယ်တန်ဖြစ်ပါတယ်ဘယ်ပေါ့နော်ဟီတာရီဆိုရဲဘယ်ဖြစ်ပါတယ်နောက်တစ်ခုအဲ့ဒီရဲ့ဘေးမှာဝတ်သက်ရှိတော့မာတာဆိုရဲနောက်ထပ်ခန်းနောက်ထပ် radically ကတ်လိုက်တာ ਨੇ ဒါဒီတူမိုသားချီရဲ့ခန်းကြီးဖြစ်သွားပါတယ်တူမိုဆိုပြီးတော့တုံးပါတယ်တူမိုသားချီရဲ့တူမိုပါနောက်ထပ်ခန်းကြီးနှလုံးမဲကျန်ပါတော့တယ်ဒါလေးနှစ်ခုအရင်ရေးမယ်ပေါ့နော်ဆိုရင်တော့ဒါလေးနှစ်ခုအရင်ဆွဲမယ်ဒီမှာဒါလေးဆိုရင်ဝတ္ထရှိတို့ ်ချီးဆိုင်သေးငယ်တော်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။အဲ့ဒီချီးဆိုင်သေးငယ်တော်ရဲ့အောက်မှာဒါလေးထက်ဆွဲလိုက်တာနဲ့ဒါဒီစုကိုရှိစုခုနိုင်ဆိုတဲ့အနှဲငယ်ဖြစ်သွားပါတယ်။သေးရသေးသေးတယ်။သေးတာအောင်မှာနောက်ကနေထပ်ပြီးတော့ပိတ်လိုက်အောင်ပဲဖြစ်လိုက်အောင်ပဲဆိုတော့နည်းနည်းလေးပဲကျွန်တော်မှာပေါ့စုခုနိုင်စုကိုရှိဆိုတဲ့ခန်းကြီးဖြစ်ပါတယ်။အဲ့တော့ဒီနေ့ရဲ့ခန်းကြီးအလုံး30ကိုဝတ်သက်ချီနောက်တစ်ခေါက်ထပ်ပြောပါမယ်။ ဂျူးဆိုတဲ့30ပါအောက်ကပိတ်လိုက်တာနဲ့ဆွချီဆိုတဲ့မြေကြီးခန်းကြီးဖြစ်သွားပါတယ်ဒူယောဘီဆိုတဲ့စနေနေ့မှလည်းသုံးပါမယ်ဒါလေးဆိုရင်ရှီချီနန်းနာဆိုတဲ့ခုနှစ်ခန်းကြီးပါဒါဆိုလို့ရှိရင်ဥရဲဆိုတဲ့အပေါ်ခန်းကြီးဟလာအာဂါရူလို့ပြီးလို့ရှိရင်နော်ဘိုးရူလို့ဆိုရင်လည်းသုံးပါမယ်ဒါဆိုရင်ဥတရှီတာပေါ့နော် ရှိတဆိုတဲ့အောက်ခံကြီးဖြစ်ပါတယ်ဆန်းဆိုတဲ့ထောင်ခံကြီးပါဒီကနေပြီးတော့အပေါ်မှာထွက်လိုက်တာနဲ့ဒါသည်ဥရှိဆိုတဲ့နွားခံကြီးပါနိဆိုတဲ့နှစ်ကိုအလေကောင်တက်တရနဲ့ခွဲလိုက်မယ်ဟမ်းဆိုပြီးတော့ခွဲမယ်ပေါ့နော်ဟမ်းဘွန်ဆိုတဲ့တဝက်မှာပါတဲ့ဟာလို့မှတ်ရင်လည်းရပါတယ်နောက်တစ်ခုကဒါသည်ဟိတုခံကြီးပါကိုမမမိရဲ့စကလုံးတစ်လုံးပမာဏနဲ့မှတ်ရင်သူနဲ့စင်ပွားခံကြီးတွေမှတ်လို့ရရယ်နော်ဒါသည်ဟိတုဆိုတဲ့ခံကြီးစက်ကြီးပဲပြောင်းပြန်ပြန်ဆွဲလိုက်တဲ့အခါမှာဝတရှိတို့ဟိုင်ရူတို့အီရဲရူတို့ဝင်လာထည့်တာတဲ့ခံကြီးတွေဖြစ်သွားပါတယ်နောက်တစ်ခုကဟိတုဆိုရဲ့အပေါ်မှာ ော်ဒီချစ်တချောင်းဆွဲလိုက်မယ်အီချီမအဲ့တော့အီချီမစတာမျိုးပါတယ်အီချီဆိုတဲ့ခန်းကြီးပေါ့နော်အဲ့တော့လူတယောက်လူတယောက်ကဘာဖြစ်တယ်လဲအကြီးကြီးပဲတယောက်တည်းရှိတဲ့လူကအကြီးကြီးဖြစ်နေရအိုခီကြီးတော့အိုခီကြီးတော့အပေါ်မှာဝတ်တိဝတ်တိချစ်ဒီ top ကလေးထည့်လိုက်တာနဲ့ inu ဆိုတဲ့ခွေးဖြစ်သွားပါတယ်နောက်တစ်ခုကဝတ်တိချစ်လူတွေရဲ့ဘေးမှာဒီမှာမီတာမီလီယံနေမြင်ရတယ်လို့မျိုးလုံးထဲမှာမှတ်မြင်ကြည့်လိုက်ပေါ့နော်အဲ့တော့ heat ဆိုတဲ့အပူနောက်တစ်ခုကခါယောဘီဆိုတဲ့အင်္ဂါနေဆိုပြီးတော့လဲသုံးပါတယ် အဖုံကြီးထဲမှာဒီမှာဘာဖြစ်နေရလဲလူရှိနေတယ်အဲ့တော့9ဦးချီဆိုတဲ့အတွင်းဖြစ်ပါတယ်နောက်ထပ်လူတယောက်ထက်ထည့်လိုက်ပြီးဆိုရင်တော့ဒါဒီနိခုဆိုတဲ့အသားလူတယောက်နဲ့အတူတူတောင်းတက်အသားသွားစားမယ်ပေါ့နော်နိခုဆိုတဲ့အသားခန်းကြီးဖြစ်ပါတယ်ဒါကတော့ခိဆိုတဲ့တစ်ပင်ခန်းကြီးပါတစ်ပင်နှစ်ပင်ဆိုလို့ရှိရင်ဟာယာရှိဆိုတဲ့တစ်တော်ခန်းကြီးဖြစ်ပြီးတော့အာတစ်ပင်သုံးပင်ဆိုရင်တော့မိုရီဆိုတဲ့တောအုပ်ကြီးဖြစ်တယ်တတော်ကြီးကြီးတောအုပ်ကြီးဆိုတဲ့ခန်းကြီးဖြစ်သွားပါတယ်တစ်ပင်ရဲ့ဘေးမှာလူရှိတယ်ဆိုလို့ရှိရင်ဒါတော့လူတယောက်ကတစ်ပင်ရဲ့ဘေးမှာဘာလို့မှလဲအနာယူမယ်ပေါ့ရာစုမိဆိုတဲ့အနာယူတဲ့ခန်းကြီးဖြစ်ပါတယ် ီမှာဆိုလို့ရှိရင်ဝတ်သက်ရှိတို့တစ်ပင်ကနေပြီးတော့ဝတ်သက်ရှိတို့တစ်ပင်ကိုဖြတ်လိုက်တယ်ဖြတ်လိုက်ရင်ဘာလုံးမှာလဲစာအုပ်ထုံးမှာဟွန်းဆိုတဲ့စာအုပ်ခန်းကြီးဖြစ်ပါတယ်လူဟွန်းဆိုတဲ့စာအုပ်လူကစာအုပ်ဖတ်တယ်ဘာစာအုပ်ဘာအတွက်ဖတ်တာလဲဆိုရင်ခါရဒဆိုတဲ့ခန္ဓာကိုယ်အတွက်ဖတ်တယ်ဘာလုပ်ဖို့လဲဆိုရင်တိုင်ဖို့ခန္ဓာကိုယ်ကိုတိုင်ဖို့ဖတ်တာအဲ့တော့ဒါဒီခါရဒဆိုတဲ့ခန္ဓာကိုယ်ခန်းကြီးဖြစ်ပါတယ်သူ့ရဲ့အုံယုံမီဒီတိုင်ဖြစ်ပါတယ်နောက်တစ်ခုကတစ်ပင်ရဲ့အပေါ်မှာဒီမှာဆိုလို့ရှိရင်အစိအစံလေးပေါ့နော်အဲ့လိုအစပဲနံလေးလေး လိုမျိုးလေးအစိတ်ဆန်လေးတွေမြင်တာဒီစဘာပင်နဲ့တူတယ်ပေါ့နော်စဘာပင်စဘာပင်မှာပါရမှာလေခိုမဲဆိုတဲ့ဆန်ရမယ်ပေါ့ခိုမဲဆိုတဲ့ဆန်ခန်းကြီးဖြစ်ပါတယ်ဆန်ခန်းကြီးရဲ့အပေါ်မှာအချီနဲ့ပိတ်လိုက်လို့ရှင်ခီမားဆိုတဲ့လာတဲ့ခန်းကြီးဖြစ်သွားပါပြီဒါဒီတချီမားဆိုတဲ့မတ်တရက်တာဒါခီဆိုတဲ့တစ်ပင်မတ်တရက်တဲ့တစ်ပင်ရဲ့ပြီးမှမတ်တရက်ပြီးပစိန်ကင်ထားပြီးမတ်တရက်တဲ့ဘာလို့ဖို့လဲဆိုရင်အာတာရှိဆိုတဲ့အစ်စ်တွေတစ်ပင်အစ်စ်တွေကိုရှင်းသွောအောင်ခုံမလို့ရှင်းဆိုပြီးတော့လဲတုံးပါတယ်ရှင်းပွန်းဆိုတဲ့သတင်းစာမှာဒီအရာကိုတွေ့ရပါလိမ့်မယ် ောက်တစ်ခုကဒါဒီအီရှိဆိုတဲ့ကြောက်တုံခန်းကြီးဖြစ်ပါတယ်အပေါ်ကိုမထွက်ပါဘူးအမိုးရဲ့အပေါ်ကိုထွက်လိုက်တာနဲ့အီရှိရဲ့အီရှိလိုခန်းကြီးကိုမှအမိုးရဲ့ပေါ်ကိုထွက်လိုက်တာနဲ့မိငီဆိုတဲ့ညာခန်းကြီးဖြစ်ပါတယ်အရင်ကျွန်တော်ဆိုရင်တော့ကျွန်တော်ကဘေးတန်ဖြစ်လို့ဟီတာရီဆိုတဲ့ဘေးပါနောက်တစ်ခုကမာတာဆိုတဲ့ရာဒီကလေးထည့်တယ်လို့ထည့်တယ်လို့ရှိရင်နောက်ထပ်နောက်ထပ်တငယ်ချင်းတွေအများကြီးရကျင်နေဆိုတော့တိုမိုဒါချီဆိုတဲ့တိုမိုဆိုတဲ့တငယ်ချင်းခန်းကြီးလေးဖြစ်ပါတယ် ဒါလေးကတော့ချီးစားရသေးငယ်တော့ခန်းကြီးပါ။တေးငယ်ပါတယ်ဆိုနေမှာထက်ပြီးတော့ပိတ်လိုက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပဲရှိရမှာပေါ့။စကိုရှိစကူနိုင်ဆိုတဲ့နည်းနည်းလေးအနေငယ်ဆိုတဲ့ခန်းကြီးဖြစ်သွားပါပြီ။ကဲဒါကတော့ဒီနေ့ရခန်းကြီးအလုံး30ကိုထက်ပြီးတော့ revision ပြန်ပေးခဲ့တာဖြစ်ပါတယ်။အာဒီလောက်ဆိုလို့ရှိရင်တော့နောက်တစ်ခေါက်ထက်ပြီးတော့မှတ်မိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကဲဒါဆိုရင်ဝတ်တရှိရဗီဒီယိုဒီမှာပဲအဆောင်သက်ပြစီ။ကြာမာတာနဲ့ bye bye ဟိုရဆူမီ။